့ကျွန်တော်လောင်မဲနဲ့ပေါ့1389မြန်မာနှစ်1389အတွက်ကျွန်တော်အခု900တောင်ပြီးတင်းစာဟော့ကင်းလေးတွေစတွက်နေတော့ဟိုတွက်ပြီးကျွန်တော်ဟော့စတန်ရေးပေးမှာပေါ့အဲ့ဒီမရေးပေးခင်လောစဲတီးတင်းတဲ့ဟာလေးတွေချက်ပြောမှာပြောမှာအဓိကကျမ်းမာကြီးပြလူတယောက်မှာကျမ်းမာကြီးတိတ်တိကကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကျမ်းမာကြီးတစ်နှစ်လောက်တစ်ချောင်ချောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကျမ်းမာကြီးကိုစိတ်ပူတယ်ပေါ့နော်စိတ်ပူတယ်ကျွန်တော်ကိုယ်တိုင်ကိုကျမ်းမာကြီးကိုကြည့်တယ်ကျွန်တော်အလုံးမလုံးနိုင်မင်းနဲ့အချို့ရက်ဒီမှာအရန်ပင်မန်းတာတွေ ခေါင်းရံကြိုက်တာတွေနော်နှစ်ရက်သုံးရက်လောက်ခေါင်းကြိုက်နေတာမျိုးတွေအလုံးမလုံးနိုင်ပဲဝိဖြစ်နေတာမျိုးတွေအခြားအခြားနော်ဟို personal နေနေဆန်တဲ့အချို့နေရာတွေမှာအခြားလူတွေတို့ကအစိမ့်နောက်ချက်ဖြစ်မဲ့ယောဂါတွေလည်းကျွန်တော်အများကြီးဖြစ်တယ်ဗောနော်အများကြီးဖြစ်တယ်အဲကျမိုင်းနဲ့ပတ်သက်ဒီတိနဲ့လုံးကျွန်တော်မကောင်းအလုပ်တွေမလုပ်နိုင်ဘူးမက်ဆေ့ချာမှာစာတွေကိုကျွန်တော်အကုန်မပြန်နိုင်ဘူးချို့လူတွေစိတ်ပြက်သွားတာတွေအများကြီးကြုံရတယ်အဲ့တော့ကျမိုင်းနဲ့ပတ်သက်ရင်တိတ်ရေးကြည့်တယ်လူကကျမိုင်း ခြေနေမကောင်းစီးပွားရေးလည်းခြေနေမကောင်းလူမှုရေးလည်းခြေနေမကောင်းပညာရေးလည်းခြေနေမကောင်းဘူးငွေကြေးလည်းခြေနေမကောင်းဘူးကျမကြီးရော့တာနဲ့အကျန်တာကုန်ရက်တာပဲနော်အဲ့တော့လာမယ့်1380ခွန်1380ဆိုတာဒီတကြံကြော်ပြီးအတက်နေကြော်ပြီးနှစ်ဆန်းတရက်တရက်စပြီး1380ခွန်ပြောင်းတာ1380ခွန်ပြောင်းတာဒါဆို1380ခွန်ဆိုတာကမြန်မာနှစ်ကူး မလို့တော့ဘူးကံကအခုစပြီးတော့ဟိုတပေါင်းတကူးဆိုစတိုက်ရောက်တော့မှာတိုက်ရောက်နေပြီလို့တော့ပြောလို့ရတယ်အဲ့တော့လာမဲ့တကြံကစလို့တနစ်စာနေနံနေအလိုက်ကျမကြီးတွေတစ်ချက်ပြောပြခြင်းလားအဲ့တော့1389နဲ့ရောက်လာပြီဆိုတင်းကလေးသားသမီးတွေအနေနဲ့ကျမကြီးအရင်စူးစူးဝါမရှိဘူးဗျစူးစူးဝါဝါတော့ကျမကြီးညံ့နေတာမရှိဘူးပေါ့ပါပါယောဂါလေးတွေဖြစ်မယ်ဖြစ်နေကြယောဂါလေးတွေကိုယ်ဝင်လဲဖိဖိနဲ့တတ်တာဝင်ရမယ် ဈာမိုင်းနဲ့ပတ်သက်ပြီးအရင်ကအဆိုးနေတဲ့ဈာမိုင်းအញ្ញံအဆိုးလေးတွေယော့သွားမယ်။ယောဂရှာဖွေလို့ကောင်းတယ်။ယောဂရှာဖွေလို့ကောင်းတယ်ဆိုတော့ယောဂတွေ့ပြီးအနာနဲ့ဆေးတွေ့ပြီးကုသလို့ကောင်းတာ။ဒါကြောင့်ပဲဆေးရုံဆေးခန်းသွားမယ်လိုအပ်တဲ့ဟာလေးတွေစစ်ဆေးတာမျိုးတွေမက်ဒီကယ်ချက်ကလောက်တာမျိုးတွေလုပ်ပြီးတော့စေစားစေတောက်လုပ်မယ်ဆိုရင်ဈာမိုင်းနဲ့ပတ်သက်ပြီးပို့ပြီးအားရစရာအနေထားမျိုးဖြစ်တာဖြစ်တဲ့အတွက်ဈာမိုင်းနဲ့ပတ်သက်ရင်တော့ဒါရှင်းရှင်းပြောရရင်အရင်ကြီးညံ့နေတာမျိုးတော့တင်းတွေသားမိတွေမှာမရှိဘူးဆိုတာတွေ့ရတယ်။အမှဘာထက်တွေ့ရလဲဆိုတော့တင်းတွေသားမိတွေနေနေနည်းနည်းလေး ပျော်စရာလေးတွေဦးစားပေးရင်ပိုပြီးကျန်းမာတယ်လို့ပြောတယ်။ဒါကြောင့်ပျော်ပသားထွက်ပေးတာမျိုးစိတ်ချမ်းသာနေတာမျိုးပေါ့ပပလေးနေတာမျိုးအရန်ကြီးတာဝင်နေအရန်ကြီးဝင်နေမိသားစုကိစ္စတွေအရန်ပခုံးပေါ်တင်ထားတဲ့လူတွေအတွက်တော့စိတ်ထောင်းကိုကြည်ဆိုသလိုကျန်းမာရေးညံ့နိုင်တယ်။ဒါကြောင့်တင်းကြီးသားမိတွေကပျော်ပျော်နေပါစိတ်ညစ်စရာတွေကိုလည်းအပျော်နဲ့ကူပြောင်းပြီးစဉ်းစားပါ။အော်ဒီစိတ်ညစ်စရာဘာမှမဟုတ်ပါဘူး။ဟိုလူတွေနဲ့ရှင်လိုက်ရင်ငါစိတ်ညစ်စရာငါဒုက္ခငါတောကဆိုတော့ဘာမှမဟုတ်သေးဘူး။ ဟာဒီလောက်ဒုက္ခရောက်တာတော်သေးတယ်ဟိုလူတွေဆိုဒီထက်ဆိုးသွားတာအဲဒီလိုမျိုးလေးကိုဖြည့်သွေးပါဒါဆိုရင်တင်းကလေးသားမီးတွေကအကျမကြီးမညံ့ဘူးဒါကြောင့်ပျော်ပျော်နေစိတ်ချမ်းသာအောင်နေတောကတွေကိုဖြည့်သိမ့်နိုင်အောင်ကြိုးစားပါတနေ့လားတင်းလားသားမီးတွေအနေနဲ့အကျမကြီးအညံ့အဆိုးထောင်တော့80ခုမှမရှိပါဘူးနဲပါတယ်အကျမကြီးနဲ့ပတ်သက်ပြီးအရန်ကြီးစိုးနေတာမျိုးမရှိဘူးတခုပဲအရက်သေးစားတော့မတည့်ဘူး အရက်တောက်တတ်တဲ့အရက်ကိုအမြဲတစေတောက်နေတဲ့ပွဲရှင်ရပုံမူပြီးတော့လူမှန်းသူမှန်းမသိအောင်တောက်တတ်တဲ့တင်းလာသားပြီးလေဖြတ်တတ်တယ်။သွေးဆောက်တတ်ပြီးအာယုံကျော်မှသွေးခဲတာတွေအလွန်ဖြစ်လိမ့်မယ်။တာမန်နေရကောင်းကျမကြီးလိုက်စားမယ်နေတိုင်းစားသောက်မှုမှန်မယ်နော်ကျမအောင်နေနေတဲ့တင်းလာသားသမီးတွေမညံ့ဘူး။နော်အသက်ကြီးလို့80 80မို့လို့အရွယ်လုံလို့တော့သူနားမဲ့အရွယ်အိုအားမဲ့အရွယ်နော်ဒီအရွယ်မို့လို့နားတာအောင်မပြောဘူးနော်။ တာမန်အားဖြင့်ဆိုရင်ကျမ်းမာရေးတဲလာသားမိတွေကအရန်ကြီးဆိုးမနေဘူးထောင်သွား80ခုမှာကောင်းတယ်လို့တောင်ပြောလို့ရတယ်။ကောင်းတယ်လို့တောင်ပြောလို့ရတယ်။ဒါတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတဲလာတွေကအရန်ကြီးစိတ်ဘူးစိတ်ရောရမယ်ဟာမဟုတ်ဘူးစိတ်ညစ်ရမယ်ဟာမျိုးတော့မရှိဘူး။ဒါမှမဟုတ်ကိုကိုတိုင်းအရက်သေးတာတောက်စားမယ်လေဖြတ်နိုင်တဲ့တက်စာတွေစားမယ်ဆိုရင်သတိထားပါအဲ့ဒီရရှိပါတယ်။နောက်ပြီးတော့ကျွန်တော်တို့သွားအောင်အင်္ဂါအင်္ဂါသားမိကျွန်တော်လည်းအင်္ဂါပဲထောင်သွား86ကတိတ်ပြီးတော့ကျမကြီးညံ့တာပဲ 89မှာကောင်းပြီလားကျွန်တော်ကကျွန်တော်ပြန်ကြည့်တယ်89လည်းမကောင်းသေးဘူးတဲ့အညံ့ကအချိန်ပါနေတော့အဲ့တော့ကျွန်တော်အတွက်ဒီနှစ်ကလည်းအရင်ကြီးမျောလင်းချက်မရှိဘူးဟောအင်္ဂါသားမီးတွေအတွက်ကျန်တဲ့အင်္ဂါသားမီးတွေလည်းပါတာပေါ့ဗျာအမှားနဲ့ဖွားစားတာပါညံ့နေတယ်ရောက်တဲ့အတပိုင်းချားတွေပါညံ့နေတယ်လူကတော့ပုံညံ့တာပေါ့ဒါပေမဲ့မနေ့ကလောက်တော့အရင်ကြီးမဆိုးတော့နည်းနည်းညော့သွားတယ်မနေ့က85 80ကျကနှုန်းလောက်အင်္ဂါသားမီးတွေကကျမ်းမာရင်ညံ့ကြတယ်ဒီနှစ်မှာတော့40ကျကနှုန်းလောက်ပဲညံ့တော့တယ် မဆိုးဘူးပေါ့မနေ့ကလောက်တော့မဆိုးတော့ဘူးဒီနေ့ကဒါပေမဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့တရားခိုင်နှုန်းကောင်းတယ်လို့ပြောလို့မရဘူးဒါကြောင့်အင်္ဂါသားမိတွေကကျမကြီးဆက်လက်ဆက်လက်ညံဖင်းပွဲရာရှိနေဒုံမဲလို့ပရမဥစွာပြောခြင်းပါတယ်မပေါ့နဲ့ကျမကြီးလိုက်စားပါအဲလိုက်စားပါလေ့ကျင့်ခန်းတွေလုပ်ပါအေးရပြမခံပါနဲ့နော်ဒါလေးတွေကျွန်တော်ပြောလို့ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့သွားအောင်သွားအောင်ဗုဒ္ဓဘုရားသမီးတွေအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ ဒီနှစ်မှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ အကုန်လုံးချွတ်ချော်ပါတယ်။ Yahoo မပါဘူးနော်။ Yahoo ကနည်းနည်းတက်တာတော့ Yahoo ထက်မပြောဘုဒ္ဓဖူးနဲ့ Yahoo မှာ Yahoo ကနည်းနည်းကျမကြီးကောင်းတယ်။ဘုဒ္ဓဖူးကမကောင်းဘူးလို့ဆိုလိုတာ။အဲ့တော့ဘုဒ္ဓဖူးသားမီးတွေအနေနဲ့ကျမကြီးဂျိုးရုပ်ရော့နေတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ဂျိုးတွေမကောင်းဘူးလို့ပြောတာ။နော်။ရုပ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတော့ပင်မန်းနာမျိုးနည်းနည်းလေးပို့ပြီးတော့ လှုပ်ရှားရှားလှုပ်ရင်မောလာတာမျိုးခန္ဓာကိုယ် physical အားဖြင့်ဝါလာတာမျိုးပိန်သွားတာမျိုးရုပ်ပိုင်းဆိုင်ရာပါအားနေလာတယ်အရင်ကြီးအရင်အလောက်ပင်မမခံနိုင်တော့တာမျိုးအရင်တော့ဒါလေးထမ်းလိုက်ပြီးပြုတ်လိုက်ပါမျိုးအခုနည်းနည်းလေးထမ်းလိုက်တာနဲ့မောတာမျိုးလမ်းလေးဝိုးဝေးလေးရှောက်လိုက်တာခဏလေးပြေးလိုက်တာနဲ့ခန္ဓာကိုယ်ကနည်းနည်းလေး height လာတာမျိုးဒီလိုမျိုးဖြစ်တတ်တယ်လို့ပြောတာစိတ်ပိုင်းဆိုင်ရာတော့နည်းနည်းလေးဟိုအခြားကံတွေပါညံ့တာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပါနည်းနည်းလေးအားနေတယ်စိတ်ညစ်စရာတွေရှိတော့အเจ้าမကြီးပါရုတ်ရော်လာတယ်။ဒါကြောင့်ဗုဒ္ဓဘုရားမိတွေနဲ့အเจ้าမကြီး အားနဲ့ချက်1389မှာရှေ့ကိုရှိနေသေးတယ်။ဂျာတာပရိသားမီးတွေဂျာရီသားမီးတွေတော့ကျမကြီးနဲ့ပတ်သက်ရင်အထူးသဖြင့်ကျွန်တော်တို့သိထားရမယ့်ကိစ္စကဘာလဲဆိုတော့ကျမကြီးကဒီနှစ်မှာအရင်ကြီးမကောင်းသေးဘူးညဂျာရီသားမီးတွေကနော်ယာဟုဂျိုအားမကောင်းဘူးအားနဲ့ချက်ရှိတယ်အဲ့တော့ကိုယ့်ရဲ့အသက်တက်ဂျိုရုပ်ရော့တယ်အသက်တက်ဂျိုရုပ်ရော့တယ်ဆိုတာဘာလဲဆိုတော့ဒီတိုင်းကြီးကျမကြီးသွားညံ့နေတာမျိုးမဟုတ်ဘူး နော်ကျမကြီးနဲ့ပတ်သက်ပြီးဒီတိုင်းသွားဆိုင်ဆိုးနေတာမဟုတ်ဘူးမဖြစ်ရင်မဖြစ်ဘူးဖြစ်ရင်ကျမကြီးကြာတာမျိုးယောဂဖြစ်လို့ဆေးကုရင်လဲချက်ချင်းမသက်သာတာမျိုးနည်းနည်းကြာတယ်ပေါ့ဗျာယောဂဖြစ်နေတာကြာတယ်ကုရင်ချက်ချင်းမပြောက်ဘူးခဏပြောက်လဲပြန်ပေါ်လာလဲအကင်းမသေးဘူးဒီလိုမျိုးတွေဖြစ်တတ်တာကြာပြီးသားမိတွေကနော်တောက်ကြသားမိတွေ ကျမကြီးကောင်းပါတယ်။ကျမကြီးစိတ်ပူစရာအရင်ကြီးမရှိဘူး။ကျမကြီးနဲ့ပတ်သက်ပြီးအရင်ကြီးဟိုစိတ်ညစ်စရာအရင်ကြီးမရှိဘူး။ကျမကြီးနဲ့ပတ်သက်ပြီးအားကောင်းတယ်။တခုပဲအရင်ကြီးခရီးသွားလုံးတဲ့လူတွေသတိထားပါ။ရေပြောင်းမြေပြောင်းကြောင့်ကျမကြီးညံ့တာမျိုး၊ယာရီဥဒုမတူတဲ့အတွက်ကျမကြီးညံ့တာမျိုး၊အချို့နေရာတွေမှာဖြစ်တဲ့ငှက်ဖျားယောဂါတော့ဘာညာဒီသားမှာဖြစ်တဲ့ယောဂါတွေကူးလာတာမျိုး။အဲ့တော့ခရီးအရင်သွားရတဲ့တောက်ကြသားမိတွေကတော့ကျမကြီးနည်းနည်းဂယူဆိုင်ကမယ်။နော်အများနဲ့ကားနဲ့သွားနေရတဲ့လူမျိုးတွေနော်ကုံသေးတွေ ခီးသွားပြီးတော့အလုပ်လုပ်ရတဲ့အလူလူမျိုးတွေဟိုဘက်ဒီဘက်ရုံးကိစ္စနဲ့အများနဲ့ခီးထွက်နေရတဲ့သူမျိုးတွေကျမကြီးပိုကူးဆိုင်ပါကြံတဲ့လူကတော့အရင်ကြီးပူစရာမလိုအရင်ကြီးဆုံးနေတာမျိုးမရှိဘူးတခုတော့ရှိတယ်မတော်ဆထိခိုက်မှုကျမကြီးမဟုတ်ဘူးနော်မတော်ဆထိခိုက်လို့ကျမကြီးညံတာအဲ့တော့ accident တို့ကားပြိုင်မောင်းတာတို့ဆက်တွေပြိုင်မောင်းမနာတို့ဆက်ရန်ရရည်နဲ့လုံနေရတဲ့ဆောက်လို့ရလုပ်ငန်းကုန်ရလူမျိုးတွေတို့နော်ဆက်ပစ္စည်းတွေနဲ့လုံနေရတဲ့နိုင်ငံသားမှလုံနေကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားကြီးနော်ဆက်တွေရန်ရရည်နဲ့နိုင်ငံသားမှလုံရလူမျိုးဆက်တဲ့လက်ညက်တာတို့ နော်တတိလက်လွတ်နမောနမဲဖြစ်တတ်တဲ့နှဲ့ဖြစ်တဲ့အတွက်မတော်စဖြစ်တဲ့ကားဒီမှာဆိုလဲမိတ်ပြီးတော့ဘရိတ်နဲ့လီဗာမှားနေလိုက်တာမျိုးဆက်ဒီမှာဆိုလဲတိုင်ပင်ရိုက်ပြီးဒီမှာဆက်ပြန်ကြတော့မဲ့အချိန်မှာလက်ပြန်မနှုတ်မိလိုက်တာမျိုးယောဂါမဟုတ်ဘူးနော်အက်ဆီဒန့်ဒါတွေကိုတောက်ကြသားမီဒီယာဂရုစိုက်ဖို့လိုပါတယ်စနေသားမီဒီယာဒီနှစ်မှာအရင်ကြီးစိုးနေတဲ့ကျမ်းမာရေးအနေထားမျိုးမတွေ့ရအောင်ဒါမဲ့ငံလုံးနဲ့အစားအသောက်ဆက်လုံးနဲ့အစားအသောက်တွေကိုတတ်နိုင်လောက်ရှောင်ပါတဲ့ တတ်နိုင်လောက်ပင်လဲစားတွေအရင်မစားပါနဲ့စနေသားမိတွေဒီနေ့မှာနော်ဟော့ပေါ်တွေပါတယ်အရင်ကြိုက်တဲ့စနေသားမိတွေချင်းနေမကောင်းပါဘူးအဲ့ဒါကြီးစားရင်ကျမရင်ညံပါတယ်ပင်လဲစားတွေအရင်မစားပါနဲ့ဆက်လုံးနဲ့ငံလုံးနဲ့အရင်အရင်မစားပါနဲ့အဲ့တော့အရက်ပြင်းတွေအရင်မတော့ပါနဲ့နော်အရက်ဆိုရင်တကယ်ကိုအကောင်းသားအရက်တောက်တာတော့အရက်ပြင်းလုံးနဲ့အရက်တွေမတော့ပါနဲ့ကိုတောက်မဲ့ဘီယာပါညာဘူးဆိုတော့အကိုဟောများတဲ့ဘီယာတွေမတော့ပါနဲ့နော်တော့မကောင်းတဲ့ဘက်ကိုရွေ့သွားမှာမို့လို့နော် အဲ့ဒါလေးတွေသတိထားပေးပါစနေသားမီဒီယာပုံမှန်အဖြစ်တော့ကျမကြီးရရင်မစိုးနေဘူးအဲ့ဒါလေးတွေတော့သတိထားဖို့လိုပါတယ်နော်ဒါတော့ခဏနေသားမီဒီအတွက်ကျမကြီးကျွန်တော်ဒီမှာရေးနေတဲ့အကြံပြင်းပြောပြတာဖြစ်ပါတယ်နောက်ဆိုရင်တော့ထောင်သွား80ကောင်မှာဘယ်သူတွေကျမကြီးညံမှာဘယ်သူတွေကောင်းမှာဘယ်သူတွေဘလို့နေရမှာဆိုတာအကြံပြင်းသိသွားလောက်ပြီထပ်ပါတယ်ခဏနေသားမီဒီအားလုံးနေကောင်းကျမပါပြီကျမကြီးကောင်းတာနဲ့အမျှအခြားစီးပွားရေးလူမှုရေးပညာရေးငွေကြေးတွေလည်းအဆင်ပြေနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ